ောက်စီဝန်နဲ့ညမှာဘာအောင်ဒင်နာဆိုင်နဲ့ toilet သွားဖို့လားမသိဘူးထားထွက်တဲ့အချိန်မှာတွေ့ရတော့အမအဲ့ညက်ခင်နာမှာတော့သူမတိတ်ရပွဲကြည့်နေရလားမသိဘူးအဲ့နဲ့အဲ့စီဝန်ကလားဒါပေမဲ့ငယ်ငယ်ကတော့ super junior တို့စီဝန်တို့အလိုထေကောင်းတို့တည်တယ်အများကြီးလည်းသူတို့တချင်းနေနားထောင်ခဲ့တယ် တည်တဲ့လောက်သူ personality လည်းအရန်သဘောကြတာပေါ့နော်အရန်ကို humble ဖြစ်တဲ့အရန် very gentleman ပေါ့နော်အဲ့လိုမျိုးလဲကြားဖို့တကယ်လဲတော်တယ်သူတေးဥဆောင်တာလည်းသဘောကြတယ်အရန်တဘာဝဆန်လို့လीဟုတ်ဟုတ်အာ gold gala လေးတက်ရောက်ဖြစ်ပုံကတော့ gold house cc ကို bing ကနေပြီးပေါ့။ဘယ်အောင်အဖေချာရဲ့အတွက်ကြောင့်တက်ဖြစ်တာပါ။မြန်မာဝတ်စုံလေးနဲ့ပြ။အမ် dress ရဲ့ theme ကိုတော့ပေါ့နော် gold color ကဟိုဖိတ်ပေးတဲ့အချိန်မှာတို့ information နဲ့ event information တွေပို့တယ်နောက်ပြီးတော့တယောက်ချင်းစီအတွက်အလို customize details တွေပေါ့နော်အဲဘယ်အချိန်မှာ red carpet ရှောက်ဖို့လို့စသဖြင့်ပေါ့နော်အစားအသောက်ရွေးချယ်တာအစားပြီးတော့ outfit ဆိုဘယ်လိုမျိုးအစားတို့အကုန်လုံး ပို့တဲ့အချိန်မှာ outfit ကိုတော့သူကဘလို့ဘလို့ဝတ်ပါလို့မပြောဘူးဒါပေမဲ့ gold color နဲ့ gold house ကဒီဘိုင်ယွန်ရဲ့ Asian Pacific community ကို represent လုပ်တဲ့ organization တစ်ခုဖြစ်တဲ့ gold color လည်းအဲ gray Asian Pacific community မှာရှိရတဲ့သူတွေအားလုံးကို celebrate လုပ်တယ်ပေါ့နော်နေပေအတီးတရားစေပွားရေးအမှုပညာအကစားပေါင်းစုံပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့် အဖြစ်နိုင်ရင်တော့ Asian Pacific designer တွေတွေကပဲဝတ်ပါဆိုပြီးတော့ပဲသူကပြောထားတယ်အယောင်တော့ gold ပေါ့နော်အဲ့လိုပြောတယ်အဲဒါပေမဲ့ဒီပွဲလေးမတက်ခင်မှာအဘိုင်ဟောင်ရဲ့အတီးတင်ငယ်ချင်းတယောက်ကလည်းပြောတယ်ဘိုင်ဟောင်ဒီပွဲရဲ့တော့အားမယ်ပြောတဲ့ခါကျတော့ဟိုသူ ਨੇ တီးတယ်ပေါ့နော်သူ ਨੇ တီးတဲ့အဲ့လိုအဲ designer ပေါ့နော်ဒီရှိတယ်တဲ့အဲ့လိုမျိုးအာတကယ်ဒီ pop star တွေပေါ့နော်အဲ အေရီကာကလာဘူးဘူးလဲမင်းသူတူနာမည်တစ်ခုကပြောလိုက်တယ်အဲ့လိုမျိုးပေါ့နော်ဖော့စာတွေကိုလည်းသူကစင်ပေးဘူးရဲ့အာသူစီက outfit ပေါ့နော်အာဝင်လာတဲ့သူစီကပေါ့နော်အဲ့လိုသူ dress သူ့ကို dress လုပ်ခိုင်းမလားဆိုတော့ညာရဲ့လုံးမဘူးလို့ငါ first time တက်တာဆိုတော့လို့ညမှာဝတ်ဆောင်ပဲလို့အာငါ့ရဲ့နိုင်ငံ designer နဲ့ချုပ်ပြောပြီးဝတ်သွားမယ်ဆိုပြီးတော့ပိုင်အောင်ဆုံးဖြတ်ဖြစ်လိုက်တာပါဟုတ်အာလာရဲ့လို့ပြောကြတယ်လာရဲ့လို့ပြောကြတယ်ပြီးတော့အာ ပွဲမှာလည်းမီဒီယာတွေတော်တော်များများလာတယ်ပေါ့နော်။ဒီမှာလည်းလို Vogue တို့ Variety တို့ Billboard တို့ Uh, Hollywood reporter or Harper's Bazaar or အများကြီးပါပဲ။ဒါတော့အခုလဲအဲ့လို Vogue Hong Kong မှာလဲအဲ့လိုမျိုး best dress တဲ့မှာဒီ Go Gala pick pick တဲ့တဲ့မှာပါရဆိုလမ်းတင်မြန်မာ outfit လေးတော်တော်ကြိုက်ကြရဲ့။ကြိုက်ကြပြီးအဲ့လို glamour လေးရိုက်တော့လဲအဲ့လိုပြောရပေါ့နော်။ဒီ outfit ကရမ်းမိုက်တာပဲလို့ပေါ့နော်။အဲပေါ်ဝါလေးလဲပါသွားရလေ။အဲသူတို့အဲပြီးတော့ ကွက်တီပေါ့ကိုရေမြန်မာဝက်ဆောင်လေးနဲ့လိုက်တဲ့ရွှေရောင်လေးလည်းဖြစ်နေရဟုတ်စီဝမ်းနဲ့ညမှာဗျောင်း dinner ဆိုင်နဲ့ toilet သွားဖို့လားမသိဘူးထားထွက်တဲ့အချိန်မှာတွေ့ရသွားမှာအဲ့ညက်ခင်းတာမှာသူကသူမတိတ်ရပွဲကြည့်နေလားမသိအဲ့နဲ့အဲ့စီဝမ်းခံလားဆင်းရစီဝမ်းသဘောကျတယ်ဗျောင်းသူလေးတရုတ်ဆောင်တာရောသူရဲ့စိတ်ထားရောပေါ့နော်ဗျောင်းငငယ်ရော K-pop ဒီ K drama တွေကငငယ်တော့တော့ပို့ပြီးတော့ fan girl တယောက်နေနဲ့အတက်သေးရောရှိခဲ့တယ်အသက်နည်းနည်းကြီးလာတော့ကိုလည်းအလုပ်တွေပါနေနဲ့တိတ်ပြီးတော့ဘောနော်တိတ်ပြီး up to date မဖြစ်တော့ဒါပေမဲ့ငငယ်တော့ super junior တို့ C1 တို့အလိုထေကောင်းတို့တည်တယ်အများကြီးလည်းသူတို့တချင်းနေနားထောင်ခဲ့တယ်အဲ C1 ဆိုရင်လည်းအလို့ တည်တလောက်သူ personality လည်းအရန်သဘောကြားပေါ့နော်အရန်ကို humble ဖြစ်တယ်အရန် very gentleman ပေါ့နော်အဲ့လိုမျိုးလဲကြားဖို့ရတကယ်လဲတော်တယ်သူတေးဥဆောင်ကလည်းသဘောကြားအရန်သဘာဝဆန်လို့လीဟုတ်ဟုတ်อืมခွန်အားတော်တော်ရရဲ့ဘာလို့လဲဆိုတော့လေးပန်းအောင်ပြောရရင် um western ဘက်မှာပေါ့နော်အဲ့လိုပွဲတက်တာ first time ပေါ့နော်ဘန်ယောင် Bangkok to Indonesia တို့ဘာလို့ပတ်တော့ဘန်ယောင်တို့ Samsung နဲ့တူပွဲပဲတွားဘူးရဲ့တို့ပေမဲ့ဒီဘက်ချမ်းမာကြတော့ uh, west side မှာကျတော့ first time ပွဲတက်ဖို့ရဲ့အချိန်မှာကိုကကန်ကောင်းစွာနဲ့တကယ်ကိုနွေ့နွေ့ထွေးထွေးအရင်ရှိရဲ့ uh, Korean Asian Pacific community မှာအထူးတက်ရတဲ့အတွက်ကြောင့်အဲ့လိုကြောက်တာတွေ nervous ဖြစ်တာတွေအဲ့လိုမျိုးတွေမရှိဘဲနဲ့တကယ်ကိုပွဲကင်းထဲမှာတွေ့ရတဲ့များလူတွေအားလုံးကလည်းအရင်နွေ့ထွေးရဲ့အရင်ချစ်ဖို့ကောင်းတယ်အဲ့လိုအရင်လိုက်လိုက်လေးလေးနဲ့ရှိရဟာအရင်ပြောရပါဘောအရင်ပြောရပါဘောတိုင်အောင်အာဘာပဲပြောပြောဒါဟိုဘယ်လိုခေါ်မလဲ ွဲတက်ရတာကိုလည်းပြောတယ်။အဲ့ဒီထပ်ပြောတာကအဲတွေးခဲ့ရတဲ့လူတွေနဲ့ရခဲ့ရတဲ့ conversation တွေပေါ့။အဲစကားပြောရင်းနဲ့ကြားခဲ့ရတဲ့အရာတွေအဲတင်ယူခဲ့ရတဲ့အရာတွေကိုကိုယ်တိုင်လည်းပြန် share ခွင့်ရခဲ့တဲ့အရာတွေသူတို့လည်းတလေးတစားမေးတယ်နားထောင်တယ်ကိုယ့်ရဲ့ experience တွေပေါ့နော်အဲ့လိုအဲတယောက်နဲ့တယောက်လို့ experience ဖလှယ်ရတယ် through share တင်ယူရတယ်အဲ့ဒါတွေကအများကြီးဘယ်အောင်ဟိုပေါ့နော်တကယ်ကိုအမှတ်တရတကယ်လည်းတမှုဖြစ်လို့နေပါဘူး